ဘဝကိုလှည့်ကြည့်လိုက်ပါတိုးတက်တဲ့နိုင်ငံတွေဆိုတာဟာပြည်သူ့ကိုအခြေခံတဲ့ဒီမိုကရေစီစနစ်ကိုကျင့်သုံးတဲ့နိုင်ငံတွေဖြစ်ပါတယ်မတိုးတက်ဆုံးနိုင်ငံတွေဟာပြည်သူ့ကိုအလေးမထားတံပိုးမထားတဲ့အနာရှင်စနစ်တွေကျွမ်းမိုးတဲ့နိုင်ငံတွေဖြစ်ပါတယ်ကျမတို့နိုင်ငံမှာလည်းကျမတို့နိုင်ငံမှာလည်းနှစ်ပေါင်းများစွာဒီမိုကရေစီဆုတ်သုံးခဲ့ရလို့ကျမတို့နိုင်ငံအခြေအနေဟာမကောင်းတာပါ ဒီလိုကြရပြင်းနေလို့နေရာမျိုးမှာတောင်မှနိုင်ငံသားမှာသွားပြီးတော့ဝိဇ္ဇာအတွက်ရှာနေရတဲ့လူငယ်တွေအင်တာမများပါတယ်။ဟုတ်ပါတယ်။ကိုယ်နိုင်ငံမှာကိုယ့်ရဲ့ပြည်သူလူထုအတွက်ဖူလုံအောင်မလုပ်ပေးနိုင်လို့ဖြစ်ရတဲ့ကိစ္စပါ။ဒီချိန်တခါတော့ဆိုလို့ရှိရင်ဒီဘက်ကနိုင်ငံကိုဒီကဘာလုံးကနေချင်းမွားပါတယ်။ကဘာစစ်ကြီးဒုတိယကဘာစစ်ကြီးအပြီးမှာဒီလောက်တောင်မှ စစ်စစ်ဘေးအနေဒုက္ခတွေကိုတော်လွှားခဲ့ရတာကြောင့်မှကျမတို့ကတို့တက်နိုင်တဲ့အခြေအနေဖွံ့ဖြိုးနိုင်တဲ့အခြေအနေထုံးပေါက်နိုင်တဲ့အခြေအနေမှာရှိရကြမလို့ကဘာလေးစားခဲ့ရပါတယ်အဲ့ဒီတော့ကကျမတို့လွတ်လပ်ရေးရာကာစတုန်းကဒီမိုကရေစီစနစ်ကိုအခြေခံပြီးတော့လွတ်လပ်ရေးကိုယူခဲ့တာပါတိုင်းရင်းသားများရဲ့ညီညွတ်မှုကိုအခြေခံပြီးတော့လွတ်လပ်ရေးရအောင်လုပ်ခဲ့တာပါ အလုံးသိတဲ့အတိုင်းပဲကျမတို့လွတ်လပ်ရေးအခြေခံအုတ်မြစ်မှာပင်လုံစိတ်ဓာတ်ဟာအင်ပဒါမှာအရေးပါပါတယ်ပင်လုံစိတ်ဓာတ်ဆိုတာဟာကျမတို့တိုင်းသားများအားလုံးပူးပေါင်းဆောင်ရွက်ခြင်းအဖြစ်သာကျမတို့နိုင်ငံအတွက်အဓိအဓိကကြားတဲ့ကိစ္စတွေအောင်မြင်နိုင်မယ်ဆိုတဲ့ယုံကြည်မှုဖြစ်ပါတယ်